အမေရိကန်သမ္မတနဲ့ထရန့်ပြောကြားခဲ့တဲ့မိခွန်များတဲကမိခွန်တစ်ခုကိုအထင်မြင်မှားစေရတီးဖြတ်မှုအတွက်တောင်းပန်ကြောင်းဖော်ပြထားတဲ့ပေးစာကို BBC ဥက္ကဋ္ဌကနိုဝင်ဘာလ17ရက်နေ့မှာထရန့်ထံသို့ပေးပို့ခဲ့ဆိုပေမဲ့လည်းအသည့်အဖြစ်မှုအဖြစ်တရားစွဲရအတွက်ခံလုံသောအကြောင်းအရာများရှိနေရလို့ဆိုခြင်းကိုမူညင်းဆန်ခဲ့ပါတယ်။ထရန့်ရဲ့မိခွန်ကိုအထင်မှားစေရနည်းနဲ့ဒုတိယအကြိမ်တီးဖြတ်မှုဖြစ်လာနိုင်တဲ့ကိစ္စကိုလည်းစစ်ဆေးနေရလို့ BBC ကအစောပိုင်းမှာပြောကြားခဲ့ပြီးတော့ BBC ကြီးကရဲ့အထက်ပါပေးစာထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အမေရိကန်သမ္မတနဲ့ထရန့်ရဲ့မိခွန်ကိုတီးဖြတ် ရာမှာဆုံးဖြတ်ချက်အမှားအတွက်ပြည်သူကိုတောင်းပန်တယ်လို့ BBC ကြီးကဆော်မရှားကနိုဝင်ဘာလ10ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဗြိတိန်နိုင်ငံသား58ရာခိုင်နှုန်းက BBC ဟာအမေရိကန်သမ္မတကိုတိုက်ရိုက်တောင်းပန်တယ်လို့ဖြေကြားကြကြောင်းနိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ Short Golf လူလူစစ်တမ်းမှာဖော်ပြထားပါတယ်။စာရန်ဖြည့်စုသူ25ရာခိုင်နှုန်းကမူ၎င်းတို့တောင်းပန်ခြင်းကိုဆန့်ကျင်ကြောင်းဖြေကြားခဲ့ပါသည်။ Tim Davie နဲ့ BBC ရဲ့သတင်းရေးရအကြီးအကဲ ဒေဘိုရာတာနက်စတိုဟာ၎င်းတို့တင်ဆက်နေတဲ့ထိတ်တန်းစီစဉ်ပနိုရာမာမှာဖော်ပြခဲ့တဲ့သတင်းမှတ်တမ်းမှာထရန့်ကပြောကြားခဲ့တဲ့မိခုံးကိုတီးဖြတ်ရမှာအထက်လဲစစ်သည်နည်းဖြင့်လှုပ်ဆောင်နေဆွဲဆွဆွဲချက်များထပ်ပေါ်ခဲ့ပြီးနောက်နှစ်ဦးစလုံးနှုတ်ထွက်သွားခဲ့ပါတယ်။အဲ့နောက်၎င်းကိစ္စနဲ့ပတ်သက်ပြီးဒေါ်လာတန်1000ရရှိရဲ့ BBC ကိုတရားစွဲမယ်လို့ထရန့်ရဲ့ရှေ့နေမြတ်ကချင်းကျောက်စာပေးပို့ခဲ့ပါတယ်။ BBC ရဲ့ဥက္ကဋ္ဌစမာရှာကအေဗျူတော်တို့ကိုရေးကိုရာပေးစာတစ်စောင်ပေးပို့ခဲ့လို့ BBC ကထုတ်ပြန်ပါတယ်။ BBC ကထုတ်ပြန်ပြီးတမရိုင်းမိကုံးကိုတီးဖြတ်မှုအတွက်၎င်းနဲ့ BBC တို့ကတောင်းပန်တဲ့အကြောင်းတမရထံရှင်းရှင်းလင်းလင်းအတည်ပြုခဲ့လို့ဆိုပါတယ်။ဒါပေမဲ့လည်းပေးစာမှာဖြည့်ဆက်ဖော်ပြခဲ့ရမှာဗီဒီယိုတို့ကိုတီးဖြတ်တဲ့ပုံစံအတွက် BBC ကယူသားစွာနောက်ထပ်ရပါတယ်။အတရေဖြတ်ဖို့ဆိုတဲ့အကြောင်းရှိနေတယ်ဆိုတာကိုတော့မိမိတို့ကလုံးလုံးသဘောမတူပါဘူးလို့ဖော်ပြခဲ့ပါတယ်။ 2024ခုနှစ်အောက်တိုဘာလတည်းမှာထရန့်အကြောင်းပနိုရာမာသတင်းမှတ်တမ်းနဲ့ပတ်သက်ပြီးအငင်းပွားစရာတို့ဆက်လက်ဖြစ်ပေါ်နေချိန်မှာ BBC ကလွတ်တော်ဒီကယုံဖြစ်ပွားတဲ့နေတုံးကထရန့်ပြောခဲ့တဲ့မိခွန်းကိုနောက်ထပ်တိတ်ဖြတ်ထားတာကိုအခုစုံစမ်းစစ်ဆေးနေပါတယ်လို့ပြောကြားခဲ့ပါတယ်။